နေပြည်တော်မန္တလေးမန္တလေးနေပြည်တော်ရထားခရီးစဉ်များကိုဘက်ထရီလျက်စစ်စက်ကောင်းများအသုံးပြုပြီးခင်မီလေးပေးဆပ်ပါလေရိပ်သွဲဆိုင်တွေနဲ့ယခုလ22ရက်ကစတင်ပြေးဆွဲပေးသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမြမမီးရထားမှသိရပါတယ် မြန်မာမိရထားအနေနဲ့ယထားဖြစ်ခရီးသွားလာတဲ့အများပြည်သူတွေအဆင်ပြေချုံးပွေစေရအတွက်ယထားလမ်းပန်းရတီတီမှာလူစည်းယထားခရီးစဉ်တွေကိုစီစဉ်ပြေးဆွဲပေးလျက်ရှိတယ်လို့ဆိုပါတယ်။ဒီလိုပြေးဆွဲပေးရမှာလက်ရှိ RBE များနဲ့ပြေးဆွဲနေတဲ့အမှန်29အဆန်နေပြည်တော်မန္တလေးနဲ့အမှန်28အဆုံမန္တလေးနေပြည်တော်ယထားခရီးစဉ်များကိုဘက်ထရီတရက်စစ်စက်ကောင်းများအသုံးပြုပြီးခင်မီလေးအေးပေးဆက်ပါလေးရိတ်သွဲဆိုင်တွေနဲ့ ်ပြောင်းလဲပြေးဆွဲပေးသွားမှာဖြစ်ပါထိဘက်ထရီလျက်စစ်စကောင်းနဲ့ပြေးဆွဲမဲ့အမှန်29အစံခင်မီလေးပေးဆက်ပါလေးရိတ်ရထားဟာနေပြည်တော်ဘူတာမှမွန်းတက်12နာရီတွင်စတင်ထွက်ခွာကမန္တလေးဘူတာသို့ညနေ9နာရီမှဆက်ရောက်မှဖြစ်ပြီးအမှန်28အစုံခင်မီလေးပေးဆက်ပါလေးရိတ်ရထားဟာမန္တလေးဘူတာမှနနက်6နာရီမှစတင်ထွက်ခွာပြီးနေပြည်တော်ဘူတာသို့နနက်7နာရီမှဆက်ရောက်မှဖြစ်ပါတဲ့ မန္တလေးမှရန်ကုန်သို့ဆက်လက်လိုက်ပါလို့တဲ့ခရီးသည်တို့ရဲ့အနေနဲ့လည်းနေပြည်တော်ဘူတာမှမွန်းသက်12နာရီမှစတင်ထွက်ခွာမယ်အမှတ်ရှိအစုံခင်မီသည် MU ရထားနဲ့ဆက်လက်လိုက်ပါချိတ်ဆက်စီးနေနိုင်တယ်လို့သိရပါတယ်ရှင်။